တော်လှန်ရေးကိုမယုံတိဆောက်ရေးကိုသာယုံတယ်ဆိုတဲ့ဒေါ်သက်သက်ခိုင်ရွေးကောက်ပွဲဝင်ခြင်းလို့အတနာခံစားနှစ်ဆောင်တင်သွင်းထားပေမဲ့အကြောင်းပြန်မခံရသေးပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကဆေအုပ်စုကျင်းပမဲ့အထူးအရောင်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ရန်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံအတနာခံစားနှစ်ဆောင်တင်ပြထားတော့လေဒီကနေ့အထိအကြောင်းပြန်ကြားခြင်းမရှိသေးကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ် နိုဝင်ဘာတရက်ညနေပိုင်းကရန်ကုန်မြို့ Sky Star Hotel မှာကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာဒေါ်သက်သက်ခိုင်က UEC ကို ကျမအတနာခံစာတင်ထားတယ်။လက်ခံလားမခံလားဆိုတာဒီကနေ့ထိအကြောင်းမပြန်သေးပါဘူးလို့ဆိုတယ်။ UEC ကအောက်တိုဘာ16ရက်မှာသူမကိုကိုယ်စားလှယ်လောင်းတပ်သေးကံကပြားထုတ်ပေးခဲ့တော့လေ။အောက်တိုဘာ21ရက်တွင်ကိုယ်စားလှယ်လောင်းစရင်မှပယ်ဖြတ်ကြောင်းအကြောင်းကြားစာပေးပို့ခဲ့ပါတယ်။အဲဒီနောက်အောက်တိုဘာ25ရက်မှာ အကျွေးပေးဆက်ရန်ကြံရှိနေတယ်လို့အကြောင်းပြပြီးရွေးကောက်ပွဲဝင်ခွင့်ပယ်ဖျက်ခဲ့ခြင်းဖြစ်ပါတယ်။ဒေါ်သက်သက်ခိုင်ကရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော်မဲဆန္ဒနဲ့အမှတ်နှစ်မှာဝင်ရောက်ရှင်ပြရန်အမည်စရင်တင်ပြခဲ့သူဖြစ်ပါတယ်။ဆက်အာနာသိမ့်ပြီးနောက်စစ်တပ်လုံရဲ့အားလုံးကိုထောက်ခံခဲ့သူတဦးဖြစ်လူသိများပြီးတော်လှန်ရေးကိုဆန့်ကျင်ကြောင်းထောက်ဖော်ပြောဆိုလေးရှိပါတယ်။သတင်းစာရှင်းလင်းပွဲမှာဒုမက ကျမတို့ပါတီကတော်လှန်ရေးကိုမယုံကြည်ဘူး။ တိဆောက်ရေးကိုသာယုံကြည်တယ်။ထိတ်တိုက်ရင်ဆိုင်နာတွေကိုမယုံကြည်ဘူးလို့အထက်မှန်အလေးပေးပြောဆိုခဲ့ပါတယ်။ရွှေနန်းတော်ရွှေဆိုင်ပိုင်ရှင်ဖြစ်တဲ့ဒေါ်သက်သက်ခိုင်းသည်68 resident အင်ယာစီမံကိန်းအတွက်ကမောစာဘန်မှငွေကျပ်ဘီလီယံတရာကျော်ချေယူထားပြီးအကျွေးပြန်ဆိုင်နိုင်ခြင်းမရှိသဖြင့်ရွေးကောက်ပွဲဝင်ခွင့်ပယ်ဖျက်ခံရခြင်းဖြစ်ကြောင်းပြည်သူများက ယူဆနေကြပါတယ်။စီဒီအမ်ဘိုကြီးစင်ရောကမှတ်ချက်ပြုရမှာတော့ရှင်းရှင်းပြောရရင်သူတို့ကြီးပဲ ုစလဲလောင်းဖြစ်ခြင်းတဲ့သဘောပါလွတ်တော်မှာယာနှုံးပြည့်ကြံ့ဖွင့်စစ်ဘိုလ်ချုပ်တွေပဲဖြစ်မယ်အယောင်ပြတယောက်နှစ်ယောက်ကလည်းအလကားနေ NLD ကိုဆဲနေတဲ့သူမျိုးပဲလက်ခံမဲ့အနေထားပေါ့တော့တက်တက်ခိုင်းကလွတ်တော်ရဲ့ရောက်တာနဲ့နေတံပြောင်းတာကြုံခဲ့ဘူးတော့ဒီလိုအတိုက်ခံတွေကိုကြိုးရှင်းတဲ့အခြေအနေပါလို့ဆိုပါတယ်တော့တက်တက်ခိုင်ဟာစစ်အုပ်စုထောက်ခံသူဖြစ် လူသိများပြီး အတို့အရာရွေးကောက်ပွဲမှာပါဝင်ရန်ကြိုးပမ်းနေသူတူဦးဖြစ်တော်လဲ ပြည်သူအများစုရဲ့ဆန့်ကျင်ကန့်ကွက်ခံရသူဖြစ်ပါတယ်ရှင်